ကဲအခုဆိုရင်တော့ M7 ကို region ကိုစီကနေပြီးတော့ဘယ်အသင်းတွေတက်ရောက်သွားလဲဆိုတာအပီးတက်ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ဒီတော့ M7 ဝင်ခွင့်အတွက်ပြိုင်နေကြတဲ့ပြိုင်ပွဲတွေအပီးမှာ Vini ခေါင်းထဲမှာဆွဲနေပြီးတော့တတိမထားမီရဲ့ထူးခြားတဲ့အချက်လေးတွေလည်းရှိနေပါတယ်။တိပီသားတချို့အချက်လေးလည်းပါမယ်ပေါ့နော်။ဒါကြောင့်မလို့ Vini အနေနဲ့ဒီ video လေးထဲမှာတော့မြန်မာဘက်က play off တက်သွားတဲ့ top 4အသင်းတွေအကြောင်းပြီးတော့အထူးသဖြင့်လူစိတ်ဝင်စားမှုများနေတဲ့ရှစ်တောင်အာရှကအသင်းတွေနဲ့ပတ်သက်တဲ့အချက်တွေကိုပြပြပေးသွားမှာဖြစ်လို့အဆုံးထိ ိရှိပေးကြပါအောင်နော်။သိပ်မထူးခြားတာနဲ့ပြောထူးခြားတဲ့14ကိုစီးထားပေးပါရယ်။ဒါဆိုလို့ရှိရင်စလိုက်ရအောင်။ပထမဆုံးအနေနဲ့က Battlefield Changes အနေနဲ့ မက်လေးမျိုးပါဝင်လာတာပေါ့နော်ဒါကတော့လူတိုင်းသိပြီးသားဖြစ်မှာပါအဲ့ဒီထဲမှာမှကုရှင်ညိုကတော့ Falcon တရင်လုံးရဲ့အကြိုက်ကတော့ Expanding River Map လို့ပြောထားခဲ့ပါတယ် Expanding River ဒါကြခဲ့လို့ရှိရင်ကိုအပိုင်ချက်ထားတဲ့မိကွန်းကြီးပါလာတာမျိုးပေါ့ AI ရဲ့အပိုင်ဆုံး map ကတော့ Veni အထင်မှာတော့ dangerous quest များဖြစ်နေမလားလို့တွေးမိရပေါ့နော် Hilda ကင်သွားတဲ့ပွဲကြီးကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကဲထားပါနောက်တစ်ချက်ကိုဆက်ကြည့်ကြမယ် Back to Back Champion နေ Champion ခဏခဏရဘူးတဲ့အသင်းနေ နှစ်ထပ်ကွန်းသုံးထပ်ကွန်းလေးထပ်ကွန်းတို့လိုချန်ပီယံနေပေါ့နော်အဲ့ဒီချန်ပီယံနေကလည်းအခုဒီစီဇန်မှာအများကြီးရှိနေပါတယ်အဲ့ဒီအသင်းတွေကတော့ Team Liquid PH Selengo Raja ရဲ့ SRG OG Onyx ID CFU Gaming နဲ့ပွဲတိုင်းကြော် Rosa ပါဝင်နေတဲ့ Aurora Turkey ပေါ့ Aurora Gaming ဖြစ်ပါတယ်ပြီးတော့တရုတ်အသင်း Tianfeng Xiaogui အတူကောက်ကတော့ DFYG အသင်းတွေလည်းပါဝင်ပါတယ် ဒါဆိုနောက်တစ်ချက်ကိုဆက်ကြည့်ကြမယ်။ MBL ID ရဲ့မှတ်တမ်း AQ ဟိုရှိအနေနဲ့ MBL သမိုင်းတခြားမှာ playoff မတက်တာသူ့ရဲ့မှတ်တမ်းထဲမှာပထမဆုံးအချိန်ဖြစ်သွားခဲ့ပါပြီ။ဒါကတော့ဒီ season မှာဖြစ်သွားပြီပေါ့နော်။ ပြီးတော့ Order Ego eSport အတွက်ကလည်း M2P ဆရာဒီအကြာမှသာ official ပွဲတစ်ခုဖြစ်တဲ့ M Series ဒီတစ်ခေါက်ဆိုတော့ M7 ကိုတက်ရောက်ခွင့်ရရှိပြီပဲဖြစ်ပါတယ်။ဒါကလည်းထူးခြားတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ပြီးလို့ရှိရင်တော့ CEO ဆိုနဲ့ Pro Game eSport က Minion MVP ဖြစ်သွားတဲ့အခိုက်အတန့်လေးပေါ့နော်။ဘယ်နည်းအနေနဲ့ဒီကကောင်းတဲ့မှာဆွဲနေလို့အရန်ကိုအသေးရစရာကောင်းတဲ့အခိုက်အတန့်ကိုတွေ့ခဲ့ရပါဘာကြည့်ပါဦး။ Base တဲရောက်နေပြီကွာ။တယောက်တည်း Time Defend နေရ။ Minion တွေက ့ကိုပွဲသိမ်းပေးသွားပါတယ်တဲ့ Minion is the best ပါပဲပြီးတော့နောက်တစ်ချက် နိုင်ငံကဖန်တွေအတွက်ကတော့ Falcon eSport Top 4နဲ့ဂျင်းနဲ့ IP ရဲ့နောက်မှာတော့မြန်မာအသင်းက New Day နေပြီပဲအဲ့ဒါကတော့အများကြီးပြောစရာမလိုပါဘူး International Fan တွေအတွက်တော့မတူညီတဲ့ line up နဲ့ပွဲဥထွက်ရမယ့်အသင်းဖြစ်တဲ့ Yangon Galacticos ကို M7 မှာမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်ပြီးတော့ regular season မှာ YG ကိုနိုင်ခဲ့တဲ့အသင်းကနှစ်သင်းရှိနေပါတယ်အဲ့အသင်းတွေကဘယ်သင်းတွေလဲဆိုတော့ Falcon eSport က2-0နဲ့အနိုင်ရခဲ့ပြီးတော့ Ryan Esport ကလည်း YG ကို2-1နဲ့အနိုင်ရခဲ့ပါတယ်နောက်ဆုံး week မှာပါ နောက်တစ်ချက် Jungla အသစ်ဖြစ်နေပြီမဲ့လည်းရလက်သူနေစေအတင်းတင်းအဲ့ဒါကတော့ AI Esport ဖြစ်ပါတယ် AI Esport အနေနဲ့ Jungla Yuri ကိုခေါ်ယူခဲ့ပြီးတော့ပွဲစဉ်တစ်လျှောက်လုံးဒီ MSL မြန်မာ season 2ပွဲတစ်လျှောက်လုံးကိုထဲဆော့ခဲ့ပေးမိတယ် MSL မြန်မာ season 2တုန်းကတော့ပဲ top 3နဲ့တာရလက်တူကျင်းနေခဲ့ရပါတယ်အဲ့ဒါလည်းထူးခြားချက်တစ်ချက်ပေါ့နော် ီးတော့ MPLPH မှာစီတူလွင်အစစ်ရှိနေပါတယ်။စီတူလွင်အစစ်ကဘာလို့လဲလို့မေးလို့ရှိရင်တော့ UA ပါ။ UA ကသူဆိုးခဲ့တဲ့ Grand Final ပွဲတိုင်းမှာအရှုံးနဲ့သာရင်ဆိုင်ခဲ့ရပြီးတော့ဒုတိယလူနေရာကနေရုံးထွက်ဖို့အခုထိခက်ခဲနေသေးဖြစ်ပါတယ်။ဒီစီဇန်လည်းဒီအတိုင်းပါပဲ။ Finney ပြောခဲ့ဘူးသလိုပဲဒုတိယနေရာကနောက်ဆုံးနေရာထက်အခန်းစားကခတ်ပါတယ်။လက်တကန်းလာလို့တော့အနေထားဆိုတော့ဒီလိုခန်းစားချက်မျိုး UA အနေနဲ့ချိန်ချိန်ခန်းစားခဲ့ရရပေါ့နော်။သူ့အတွက်ကတကယ်ကိုခက်ခဲခဲ့ပါတယ်။ဒီတော့ UA အနေနဲ့ Aurora ပြ pH နဲ့အတူ DM7 မှာဘယ်လောက်ထိလောက်ပြသွားမလဲဆိုတာကိုတော့စိတ်ဝင်စားစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ပြီးတော့နောက်ထူးခြားတဲ့တစ်ချက်က Grand Final မှာ40ကိုများခဲ့တဲ့ season တစ်ခုပေါ့။ဘယ်ပွဲတွေက40ဖြစ်ခဲ့တာလဲဆိုရင် MPL pH, MPL MY ပြီးတော့ MSO မြန်မာဆိုလို့ရှိရင်လည်း40နဲ့ပြီးတော့ Kit Bomber တို့ပါတဲ့ region MCC, Rosa တို့ပါတဲ့ MTC ို့ဒီ region တွေရဲ့ grand final တွေအကုန်လုံးက4-0 clean sweep နဲ့ champion တွေဖြစ်ခဲ့ကြပါတယ်။နောက်တစ်ခုကတော့ rising star အဖြစ် official page မှာဖော်ပြခဲ့ရတဲ့မြန်မာ player တွေလည်းရှိနေပါတယ်။ Mobile Legend Esports official page ကနေပြီးတော့เนาะအသက်ရှင်တင်တက်တဲ့ဒီအချက်လက်လေးတွေမှာ rising star player တွေလည်းပါဝင်နေ။အဲ့ rising star player တွေထဲမှာဆိုလို့ရှိရင်အရင်တော့ season 1တော့ဆိုလို့ရှိရင် Elite ကပါဝင်ခဲ့ပြီးတော့ဒီနှစ်မှာတော့ team 7က lucky နဲ့ CK တို့ပါဝင်နေပါတယ်။ ပြီးတော့ချုပ်ချိန်စာတက်ရောက်ခဲ့တဲ့အသင်းတွေအဲ့အသင်းတွေကတော့ MPL ID နဲ့ MPL PH မှာပဲ number 2တွေကချုပ်ခဲ့ပြီးတော့ဗီနီထင်းစလိုမျိုး MPL MY MSL မြန်မာ season 2မှာတော့နှစ်သင်းလုံးကမချုပ်တဲ့အပြင်နှစ်သင်းလုံးက grand final ထိတောင်ရောက်ခဲ့သေးရယ်ကွယ်ဒီမှာကတော့ဗီနီရဲ့အထင်တွေသွားခဲ့ရယ်ပေါ့နော်နောက်ချက်ကိုသွားကြမယ် ဖိလစ်ပိုင်မှာအက်ဒဝတ်ကမစ္စတာကွန်စစ်စတန့်ကိုခေါ်ခံနေရတယ်လို့ပဲပြီးတွင်းမှာလည်းကွန်စစ်စတန့်အဖြစ်ဆုံးအသင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ AI eSport လို့ပဲပြောရမယ်လို့ပြင်းနေတယ်။ AI eSport က Ace to ပါဝင်တဲ့ line up နဲ့ top 6တခါတာရခဲ့ပြီးရဲ့နောက်ပိုင်းမှာတော့ ချန်ပီယံသာမဖြစ်တာကွာ top 1 2ဘွားတော့အမြဲတမ်းဝင်နေတဲ့ consistent အဖြစ်ဆုံးအသင်းတဲ့အခုထိပါဝင်နေတုံးပဲဆိုလိုတာကတော့တခြားအသင်းကြီးတွေအနေနဲ့ကွာ top 6ဖြစ်ခဲ့တဲ့ season တွေရှိတယ်ဒါပေမဲ့ champion ဖြစ်သွားခဲ့တဲ့ season တွေလည်းရှိတယ်အဲ AI ကကြောက် champion မဖြစ်ပေမဲ့လည်း1 2 4ကတော့ဝင်နေတာပဲအဲ့လိုဖြစ်နေတာပေါ့နော်ပြီးတော့ YG အသင်းပေါ်ကိုနိုင်ငံသားကက်စတာတယောက်အနေနဲ့ဘယ်လိုမြင်လဲဆိုတာကိုလည်းထူးခြားချက်အနေနဲ့ဖော်ပြချင်ပါတယ်။နိုင်ငံသားကက်စတာရီတောင်မှအခုဆိုလို့ရှိရင်ချီးကျူးနေရတဲ့ Blink ရဲ့ Hellcat ပေါ့နော်။ဒီ Rompic ကို Miracle ဆိုလို့ရှိရင်ပြောတယ်။ တိတ်ကြတဲ့ M7 မှာ YG ကိုဘယ်တင်မှ hack up ပေးရောမှာမဟုတ်ဘူးတဲ့ဘန်ပဲခံရမယ်တဲ့ဒါပေမဲ့ Blink ကတော့တခြား hero တွေလည်းရရအတွက်ကြောင့်မလို့အခုလိုမျိုး meta ပေါ့နော်ဒီကြားထဲမှာ meta အကြီးကြီးမားမားပြောင်းလဲတာမရှိခဲ့ဘူးဆိုလို့ရှင် YG အသင်းကို Merkle အနေနဲ့ Tyre S နဲ့ A+A1 ကြားထဲမှာသူထားခြင်းပါတယ်တဲ့စောင့်ကြည့်စေခြင်းနဲ့အသင်းထဲမှာကိုထည့်ထားပါတယ် M7 မှာ YG တခုခုများလောက်ပြနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ပေါ့နော် ပြီးတော့ leak system ခုဆိုလို့ရှိရင် leak ပုံစံနဲ့ပြန်လည်ချင်းပါလာဒုတိယ season ဖြစ်နေပြီ Falcon Esports က qualifier စနစ်ပြောရရင်တော့ group stage format တို့ swiss stage format တွေမှာတော့အရှင်သခင်တွေဖြစ်ခဲ့ပေမဲ့ leak system နဲ့ကျင်းပတဲ့ပြိုင်ပွဲတွေမှာတော့ champion ဖြစ်ဖို့ ရဲချော်နေသေးပါပဲ MSM မြန်မာ season 3မှာ Falcon Esports အနေနဲ့ဘယ်လိုပုံစံနဲ့ပြန်လာမလဲဆိုတာကိုတော့စိတ်ဝင်စားစောင့်ကြည့်ချင်ပါသေးတယ် Champion ဖြစ်နိုင်မလားပေါ့နော်တကယ်လို့ချန်ပီယံဖြစ်ခဲ့ရင်တော့ this system နဲ့ Falcon Esports ကပထမဦးဆုံးအနေနဲ့ချန်ပီယံဖြစ်သွားမှာဖြစ်ပါတယ်။အခုဆိုလို့ရှိရင်တော့ region အားလုံးကနေပြီးတော့ကိုစီ M7 ရောက်ခဲ့ကြတဲ့အသင်းတွေ က်ပေါ်လာပါပြီအဲ့အသင်းတွေထဲမှာချန်ပီယံဖြစ်ဖို့ထင်ကျေးအပေးခံရအောင်ဆိုလို့ရှိရင်တော့ပြောစရာမလိုဘူး TLPH လို့မှန်းနေကြပါတယ်ဒီတော့ဒီ GOAT အသင်းကိုဘယ်သင်းတွေအများအနိုင်ယူနိုင်မှာလဲအရင် achievement နေအတွေ့အကြုံတွေရဆိုလို့ရှိရင်တော့ Onyx ID SRG တို့လို title challenger တွေရှိမဲ့အပြင်ကို Dark Horse အသင်းတွေလို့ပြောလို့ရတယ် Team Spirit, Aurora Ducky, CFU Gaming အသင်းတွေပါဝင်လာမယ်အတွေ့အကြုံတွေလိုအပ်နေသေးပေမဲ့သူ့ region နဲ့သူကြမ်းပြနေတဲ့ M7 Dark Horse တွေဖြစ်လာနိုင်တဲ့အသင်းတွေကတော့ Korea မြန်မာအသင်း Yangon Galacticos နဲ့မြန်မာ fan တွေရဲ့ favorite Alter Ego Esports တို့ကလည်း short track လို့မရနေပြန်ပါဘူးဆိုတော့ M7 ကတော့ Vini အထင်တော့တကယ်မြိုင်မယ်လို့ထင်တယ်တကယ်မြိုင်မယ်ပွဲဖြစ်လာမယ်လို့ Vini ထင်ပါတယ် တခုပဲရှိရပါတော့။တလခွဲကြော်လောက်ချားနေသေးရဲ့အတွက်ကြောင့်မလို့ဒီအသေးနဲ့ကအရှိန်များလျော့သွားမလား။ပြီးတော့မက်တာအပြောင်းလဲရည်လည်းရှိနိုင်သေးရဲ့ပေါ့နော်။ဒါရီတော့ထည့်မတွက်ထားပါဘူး။ပြီးတော့အခုမက်တာရဆိုရင် M7 ဟာဘယ်အသင်းချန်ပီယံဖြစ်မယ်လို့ထင်တယ်။ comment ထဲမှာပြောသွားပေးခဲ့ကြပါအောင်နော်။ကြည့်ဒါဆိုလို့ရှိရင် Vinny ကို like follow share subscribe လေးလည်းများများလုပ်ခဲ့ပေးကြပါအောင်။ Vinny ပါ